ာမည်ကျော်အစိုးရကြီးနဲ့နာမည်ကျော်သင်းဆောင်ကြီးပေါ့ဗျာဟင်ဖြူကျော်သိန်းနဲ့အဲမင်းမော်ကွန်နဲ့ရံဖြစ်ပြီရံဖြစ်တာလည်းမဟုတ်ဗျာနည်းနည်းလေးအဲထိထိထိတာကြီးတာငော့တာလေးဖြစ်ကုန်တာပေါ့ဖြူကျော်သိန်းနဲ့မင်းမော်ကွန်ပွဲဘလို့ဖြစ်ဖြစ်ချင်းတစ်ခုရောက်တဲ့ခါကျတော့သူတို့ပတ်စံယူတယ်ဆိုတဲ့ကိစ္စဟာဒဇဒဇထွက်ထွက်လာပြီဆိုတော့ပေါ့တာမပေါ့ဖြူကျော်သိန်းဒီပတ်စံယူလားမယူလားသိကျင်တော့ဖြူကျော်သိန်းခုချိန်မှာသူ့ရဲ့နိုင်ငံမှာသူလက်ရှိနေထိုင်တဲ့နိုင်ငံမှာဘာလို့လုပ်လဲဆိုတော့အရင်ဆုံးစုံစမ်းကြည့်လိုက်ပါရှင့် ူဘာလုံးမှမရှိဘဲနဲ့ထိုင်စားနေနိုင်နေဆိုရင်တော့သိကြပါတယ်။သူဒီဘက်ဆန်နေရနေပဲရတဲ့ငွေနဲ့ထိုင်စားနေရရှက်။ဘယ်သူမှအလကားလာမသေးပါဘူးရှက်။သူ့ဘဝကနိုင်ငံခြားရက်သွားတဲ့အခါမှာသူ့ရဲ့ life နဲ့ကိုက်ညီမှုမရှိဘူးလေ။သူရက်နေနိုင်ခြင်းမရှိတဲ့အခါမှာသူ့ရဲ့ပုံစံကလည်းပျက်စီးသွားတာပဲရှက်။အမေအောင်မင်းနဲ့သူကအင်တာဗျူးလိုက်အင်တာဗျူးလိုက်နော်အဲအဲနောက်ပိုင်းကျရင်သူကမရောက်နိုင်နေလဲအင်တာဗျူးမှာပဲအင်တာဗျူးမှာပဲအေးမရှိသေးတယ်ဟုတ် ါလေဒေါ်မဲလုံးနဲ့လည်းအင်တာဖုန်းမှာပဲ။ဟုတ်။အင်တာဖုန်းမှာ။အေးဟုတ်ပါပြီ။အဲ့တော့သူတို့သူတို့တွေကတတိမမှန်တဲ့လူတွေ။မှန်တယ်။ပုတိမတော်လည်းအဲ့လိုဂျုံတဲ့လူနဲ့အင်တာဖုန်းတာ။ဟုတ်ကဲ့။ဆယ်ကြီးကိုဖြစ်ကုန်။ န်တို့တွေအားလုံးပဲငလင်ပေးနေမေးပေးတယ်မှာများဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Google Jet Production Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုရေရှင်လို့သွားပေးကြမှာတော့ယနေ့ဒွန်လာ30ရက်နေ့တနင်္လာနေ့ရဲ့မနက်ပိုင်းထိနောက်ဆုံးရရှိသတင်းချို့ဖော်ပြပေးသွားမှာဖြစ်ပါတယ်မနေ့ကညကတော့ LINE ဘွတ်တစ်ခုကိုသွားရောက်ထောက်ပို့ပေးနေရဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေကိုတင်ပြမြင်ရခဲ့တဲ့အတွက်ဒီနေရာကနေပြီးရခွင့်ပြုပေးပြက်ကွက်ခဲ့တော့တောင်းပန်ပါတယ်နောက်အုပ်အုပ်အနေနဲ့ကတော့အားလုံးဒီတဲ့အတိုင်းပဲစစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျူးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းတမာတည်ယူထားစီမှာ ီနေ့ဟာပေါင်း6.12ရက်ရှိပြီဖြစ်ပါတယ်။မန္တလေးတဝန်းတရက်တာအတွင်းစစ်ကောင်စီကစစ်ကူးတည်ဆုံမှုစီးမှာတော့သခိုင်းတိုင်းသခိုင်းမှုနယ်မှာရှစ်ကောင်၄ဦးကိုတော့ရှင်ဖမ်းမိခဲ့ပါတယ်။သခိုင်းတိုင်းစာလင်းကြီးမြို့မှာလည်းတည်ဆုံမှုတွေရှိပြီးတော့သခိုင်းတိုင်းမုံရွာမြို့နယ်နမခတ်မှာတော့22ကောင်ဖြစ်ပြီးတော့အကိုးတိုင်းမင်းလာမြို့နယ်မှာ2ကောင်၊အကွေးတိုင်းရင်းနှံကျောင်းမြို့နယ်မှာ2ကောင်နဲ့စုစုပေါင်း33ကောင်နဲ့မနေ့တည်ဆုံကြောင်သိရှိရပါတယ်။အရောင်းဆုံးတင်းပုံအနေနဲ့ကတော့စကိုင်းတိုင်းမုံရမြို့မှာရှိတဲ့နောက်မြောက်တိုင်းစစ်တပ်နာကျောက်ကို short တိုက်ရော့ကတ်ဒုံးနဲ့ပြစ်ခတ်တက်ခဲ့ရမှာတော့စစ်တပ်ကအရာရှိ၃ပေါင်ဝင်၂၂ဦးတေဆုံးပြီး စီကိုတောင်လေးစကမ်းယုံနေတဲ့ရိတ်ခါကိုတောင်လေးနဲ့မိတော်ပေါက်ခွဲခဲ့ကြောင်းပြပီတပ်ဖွဲ့ကနေပြီးတော့တာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။ဒါဟာဇွန်လ29ရက်နေ့ညနေ9:30မိနစ်မှာမုံရမြို့နယ်အခြေစိုက်အနောက်မြောက်တိုင်းစစ်တပ်နားချုပ်နတ်မခောက်ကိုတော်လိုင်းတပ်ဖွဲ့တွေက short day rocket တုံး10လုံးမိပစ်ခတ်တိုက်ခဲ့ကြဖြစ်ပါတယ်။ဒီနေရာကြီးကတော့အားလုံးသိတဲ့အတိုင်းပဲတော်လိုင်းတပ်တွေရဲ့၄ကြိမ်ဝင်းလူဖြစ်နေတာပါပဲ။အဲ့တိုက်ခတ်မှုတွေမှာတော့စစ်တပ်နားချုပ်တိုင်းဝါအရာရှိ2ဦးအရာရှိဇနီး4ဦးနဲ့စစ်သည်12ဦးပွဲချင်းပြီးနေရာမှာပဲပြင်းထန်ဒဏ်ရာရသေဆုံးခွဲပြီးတော့နောက်ထပ်ပြင်းထန်ဒဏ်ရာရရှိတဲ့သူတွေကတော့အရာရှိ4ဦးစစ်သည်15ဦး ဘုံမှုမြရဲ့ကလေးနှုတ်ကိုလည်းအိမ်နေမှာပဲညနေ6:00နာရီကမှဂရင်300တဆခွဲလေးတက်စေးုံကိုပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်98ရဲ့နေမှာလည်းအဆိုပါပြင်းထန်တန်ရရှိသူတွေထဲမှာရရှိတူဘုံမှုကလေးတူနဲ့စစ်တန်တူတက်မှန်တည်ဆုံးခဲ့ကြောင်းတည်ဆုံးသူမြောက်ကိုလည်းဇွန်လ29ရက်နေ့မှာနမကစစ်သင်းကျိုင်းတို့၌လုံမြို့တန်တနာကုန်းသိန်းကြိုင်မှာနာရေးများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။တိုက်ခိုက်မှုတွင်နမကစစ်တိုင်းုံတွင်မှရှိတဲ့စီကူတော်တွေပေါက်ကွဲကတက်နှလုံးပျက်စီးခဲ့ပြီးစခန်းယုံနဲ့အိခါကူတော်မီးလောင်က ဘိုင်းငန်းတွေလည်းထိကြပျက်စီးခဲ့ကြောင်းအရာရှိကိစ္စမှာရထားတဲ့ကားနှစ်စီးလည်းမိတောင်ပျက်စီးသွားကြောင်းသိရှိရပါတယ်။ထသိန်းဘုံအနေနဲ့ကတော့မကွေးတိုင်းမင်းလိုက်မြို့နယ်မှာဒုတိယဗိုလ်မှူးကြီးပေါဝင်စစ်ကောင်စီအရာရှိကြီးလေးဦးတိုက်ပွဲမှာသေဆုံးပြီးနောက်မှာတော့စစ်ကောင်စီကတက်မ66တင်းများကိုနည်းမြေရှင်းလင်းစေလို့နေကြောင်းတရင်သတိမြင်ကြရန်သိရှိရပါတယ်။မင်းလိုက်မြို့နယ်အုတ်တွင်းရနီးကိုအကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆုံစစ်ကြေးကိတ်ကိုတော်လိုင်းတင်းများကတိုက်ခတ်ခဲ့ရမှာတော့အဲ့တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်မှတရားဝရီခိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းအုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တစ် ပုံမှုဖြိုးမင်းဦးတရားဝတိခိုင်ခိုင်ဒုတိယရဲမင်းကြီးစိုးခိုင်မင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တစ်ပုံမှုရန်တိုင်းအောင်ပောင်းဝင်စစ်တပ်ဦးထက်မနေတည်ဆုံးခဲ့တာလည်းအလုံးသိရှိမှာဖြစ်ပါတယ်အဲ့ဒီဆုံးပြီးနောက်ပုံမှုချုပ်ဝင်းသူလင်းကိုနေပြီးတော့စေယုံကမင်းလာမြို့နယ်ခလာရတစ်ကိုစေလို့ချေပြူပြီးစစ်ကြောင်းများဖြင့်မင်းလာမြို့နယ်တွင်အကိုရုံးမှစစ်စင်ရေးကိုလှုပ်ဆောင်ခဲ့ကြောင်း ကြောင်းတစ်ခုလျင်စစ်အင်အား900ဖြစ်ပြီးစစ်ကြောင်း3ခုကိုဘုံမှုချုပ်ဝင်းသူလင်းကစီမံကုကဲ၍စစ်ကြောင်းထိုးခိုင်းနေကြောင်းသိရှိရပါတယ်။ကဲဘုံမှုချုပ်ဝင်းသူလင်းဆိုတာကလည်းစစ်တပ်ကလို့ DSA ပတ်စင်3ခုကြောင်းဆင်းပြီးရခင်ကမ66တက်မှမှုဖြစ်ခဲ့ရမှာ2024ခုနှစ်မှာအရန်အင်အားကိုပို့ဆောင်ခံခဲ့ရကြောင်းလက်ရှိတက်မှ66တက်မှမှုဘုံမှုချုပ်ကြော်ဆိုးလင်းဖြစ်ပြီးစစ်တပ်ကလို့ပတ်စင်၄တစ်ဆင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်တဲ့တဲ့ပုံအနေနဲ့ကတော့စစ်ကောင်စီကပြန်သိမ်းပိုက်နိုင်ဖို့အသေးအံချိုးပန်းနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကတောင်ချိုမြို့ကိုတောင်းတဲ့တရန်လေးတို့လက်လွတ်ရရတော့မယ်လို့ စ်တပ်ထောက်ခံဝါဒဖြန့်သူတွေကလည်းဝါဒဖြန့်နေတာအလုံးသိမှာဖြစ်ပါတယ်။အောင်ကျုံမြို့နယ်အတွင်းပြည်အန်လေးတဲ့ပူပေါင်းတပ်တွေနေတိုင်းကြာဆုံးနေသလိုလက်နက်ခရီးရန်တွေတဲ့တင်းစီရမိတယ်လို့လည်း Telegram Channel တွေကသတင်းဝါဒဖြန့်မှုတွေပြန့်နေပါတယ်။ဒါမှလည်းအောင်ကျုံမြို့နယ်နီးတစ်ပိုက်မှာရှိတဲ့ကြေးရွာ 9ခုတဲ့မနေ့မှာစစ်ကောင်စီလေရင်ဘုံကြီးတက်ခတ်မှုတွေနဲ့တူတိုက်ပွဲတွေပြင်းထန်ဆုံးဖြစ်နေကလွဲပြီးအောင်ချိုမျိုးနားကိုတောင်စစ်ကောင်စီတက်တွေမကတ်နိုင်သေးဘူးလို့သတင်းသတိမီယာသိရှိရပါတယ်။အောင်ချိုမျိုးကိုတောင်းတတီယန်တွေဘက်ကလက်လွတ်တော့မယ်လို့စစ်တပ်ထောက်ခံသူတွေကပြောနေတာနဲ့ပတ်သက်ပြီးလောင်ပီနယ်မြို့မြောက်ရေးတအူး PSLF TNL ရဲ့သတင်းနဲ့ပြန်ကြားရေးတောင်းမငန်လွေရည်ဦးကတော့လုံးဝကိုလက်လွတ်မှာမဟုတ်ကြောင်းနဲ့စစ်တပ်ကိုအဆုံးစုံထိကာကွယ်တိုက်ခိုက်သွားမယ်ဖြစ်ပြီးထက်မှန်ပြီးတော့လည်းချားနေရတဲ့တပ်သိမ်းသွားမယ်ဖြစ်ကြောင်းလည်းပြောခဲ့တာကိုသိရှိခဲ့ရပါတယ်။မင်္ဂလာပါ ရေးစားပါတယ်။ခုကျွန်တော်တို့တက်ကဒီကျွန်တော်တက်ပြတော့အနာထိပ်ပြီးရဲ့အချိန်ဆက်ပြီးတော့အဲမြို့ရီရွာရီစခန်းနေအများကြီးကြာဆုံးခဲ့တယ်။ဘာကြောင့်ကြာဆုံးအဲကျွန်တော်တို့အာတပ်ရိုးအာတတအရာနေရပါတော့ တသားအင်အားနဲအောင်မင်းတို့မှာကြံ့ဖို့ပါတီရက်ကောင်တွေအောင်းနေတောင်းနေစီရှိနေရပဲမင်းတို့ပြောတာပဲလေအင်အားကြည့်ပါရစို့ဝင်သွားလေအထဲကိုဝင်ပြီးတိုက်ပါလားအဲလက်နဲ့အင်အားတော့ပြည့်စုံရှိဟွလူမရှိရအဲကျွန်တော်တို့ဝိုင်းဝန်းပြီးတော့တင်ပြရတယ်လူကြီးတွေကလည်းလက်ခံတယ်ဒါကြောင့်မလို့စစ်မှုထမ်းဥစည်းပေါ်ပေါက်လာတာ ေါ်ပေါက်ပြီးတော့ဒီစစ်မှုထမ်းဥပဒေပေါ်ပေါက်လာတဲ့အကြောင်းကဘာကြောင့်လဲဆိုတာအလုံးတွေ့ရပါတယ်ဘလူကောင်တွေပေါင်ဝင်နေလဲဘလူကောင်တွေကဒီလိုဖြစ်အောင်လုပ်ခိုင်းနေဆိုတာအလုံးဖြစ်ရဖြစ်တဲ့နေ့ကျရင်ဒီဟာကိုရှင်းရမှာဖြစ်ပါတယ်လုံးဝကိုမှပဲဒီကောင်တွေကိုတင်ထောက်လို့မရဘူးဆိုတော့အလုံးသိဖို့လိုအပ်ပါတယ်ဒီကောင်တွေနောက်ကမှကိုယ်ကန်နေတယ်အများကြီးပါချိန်တော့ကလည်းမေစုလို့ကိုပြောရတယ်မှာဒီကောင်တွေပါပါတယ်မင်းတို့ငါတို့ပြောတာကိုလုံးတို့မလုပ်ရင်ငါတို့ဘာကောင်လဲဆိုတော့ပြပါပဲမစူပြီးတော့ပြောခဲ့တာလေဒီကောင်တွေဖွဲ့ရဖြစ်ပါတယ်တော့အခုစမူသားနေပတ်စံအကနေ19အထိ ရောက်လာတဲ့အချိန်မှာကြောက်ကြံပြီးရရင်ဆိုင်တယ်အဲဆုံးရှုံးတာတွေမရှိတော့ဘူးတဖြည်းနဲ့မြို့တွေရွာဆုံးရှုံးတာမရှိတော့ဘူးပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့ဟန်တားနိုင်တဲ့အနေထားနော်ကြောက်ကြောက်ဟန်တားနိုင်နော်ပြန်ရပြီဆိုတာပြောသေးဘူးဒါဆိုပြန်ရတယ်ဆိုတာကညှိနှိုင်းလို့ပြန်ရတာလေတိုက်လို့ပြန်ရတာမဟုတ်ဘူးဒါဒါ အဲဘလူးရရရတယ်ဆိုတာလဲဝတ်တဆရာပါပဲသို့တော်လည်းပဲကျွန်တော်တို့တကယ်တမ်းပြန်ပြီးတော့ရင်ဆိုင်နေတဲ့အဒီချာခုမှပဲရှိသေးတယ်ထပ်ပြီးတော့တမတော်ကြီးကအင်အားတိုးဖို့လိုတယ်တမတော်ကြီးမှာလက်နက်တွေရှိတယ်ခဲရနေရှိတယ်လင်းညာနေရှိတယ်အမြောက်တွေရှိတယ်လူမရှိဘူးအဲ့အတွက်ကိုကျွန်တော်တို့ကလူအင်အားတိုးနိုင်အောင်ပြည်သူ့စစ်မှုထမ်းဥပဒေစာပြဋ္ဌာန်းတာ ဒါကိုခုရက်တတ်မှုစိုင်းငံမှုပြောနေကြတယ်ဆိုရင်ဟာတမျိုးပါတော့ပြန်မရသေးဘူးသူတို့နိုင်ငံရေးပါတီတွေကစပြီးစကားပြောလာပြီဆိုတော့ဒီနိုင်ငံရေးပါတီတွေကတပ်မတော်ကြီးကိုအင်အားချိနေအောင်လုပ်တဲ့နေရာမဟုတ်ဘူးလား ဒါကိုတင်းချင်ရေး folder မှာဆိုတူမှာကဲကျွန်တော်ပြောမယ်နော်အခုကမ္ဘာတော်ကစမူဒန်ဥပဒေကိုရပ်ပြီးမှရပ်ပြီးရင်ဘာအကျိုးမြတ်ရမလဲ PDF ဒီဟလာ KIE ဒီ KNU ဒီဒါနောက်ဆုံးပါပြင်းတယ်ပြင်းတယ်ကျွန်တော်ကတော့မတူလေးစားပါ အဲအဓိကစစ်မှုထမ်းဥပဒေရပ်ဖို့တဲ့မင်းတို့ဘာအကုန်လုံးဘဝတွေရက်သွားအောင်တို့လုပ်ပေးမယ်နော်ဘောမကျော်မြင့်မင်းတကောင်ကတော့လက်ရှိချိန်မှာအိမ်ထဲကအိမ်မီမထွက်ရဲပဲဟိုဘက်ကတင်းနေတာကြည်ဒီဘက်ကတင်းနေတာကြည်ပြီးတော့ပြန်လဲပြီးတော့ပေါ်ပြပြီးအတင်းတုံနေတဲ့ဘောရောက်နေတာပါအိမ်ထဲပြန်ထွက်ရင်လည်းအိမ်ပြန်ရောက်မှမသိတေချာတဲ့အနေထားတစ်ခုလည်းဖြစ်နေတာ ਉਹ တင်းနေပတ်သက်ပြီးတော့ပြောစရာအကြောင်းရှိပါဘူးလဲဆိုတော့အမြဲတမ်းဘက်ကတိုက်လိမြတ်တူတာကုန်းနေရတာတရားတော်စစ်လေးဘက်ကုန်းဆိုပြီးတော့ပဲအခုဆိုရင်အကုန်လုံးစစ်သားကြီးတရားတော်စစ်မှာပြပြဝင်နေကြနေထားအကုန်ဒီမှာဖြစ်ပါတယ်အဲဒါနဲ့ပတ်သက်ပြီးလက်ရှိချိန်မှာကတော့ကြံတဲ့နောက်ခုတော်လိုင်းဘက်မှာတက်နေတဲ့အနေထားတစ်ခုကတော့ ပြူပြူကြော်သိမ့်တဲ့အခုတော့မင်းမော်ကွန်းရဲ့အနေထားတစ်ခုဖြစ်ပါတယ်ပြဿနာတက်တယ်ဆိုတာနဲ့စင်းရှင်းတဲ့ခုမထုတ်သေးလို့ပြောတာဆက်ပြီးတော့လက်ရှိချိန်မှာတော့စစ်တနီအော်စတီးယားဘက်ကနေပြီးတော့စင်းရှင်းပြန်ထုတ်ပြန်လိုက်တဲ့အတွက်အားလုံးစီပြီးပါပြီဖြစ်ပေမဲ့လည်းမပြီးသေးတာကတော့ဘောမိုင်ရက်ကောက်ကောင်းနေဖြစ်ပါတယ်။ကြောင်းငင်းနဲ့ဒါလေးတွေကိုဖေးလို့ဟောင်းရတာဆိုတော့လေအောင်ကြအောင်ပါဗျာ။နာမည်ကျော်အစိုးရကြီးနဲ့နာမည်ကျော်သင်းဆောင်ကြီးပေါ့ဗျာ။ဖြူဖြူကျော်သိန်းနဲ့အဲမင်းမော်ကွန်းရဲ့ရံဖြစ်ပြီလို့ရံဖြစ်တာလည်းမဟုတ်ဗျာ။နည်းနည်းလေးအဲထိထိထိတာကြီးတာငော့တာလေးဖြစ်ကုန်တာပေါ့နော်။ဖြူဖြူကျော်သိန်းနဲ့မင်းမော်ကွန်းပွဲဘလို့ဖြစ်ဖြစ်ချင်းတစ်ခုရောက်တဲ့ခါကျတော့သူတို့ပတ်စံယူတယ်ဆိုတဲ့ကိစ္စဟာ ဒီစားတစားထွက်ထွက်လာပြီဆိုတော့ပေါ်တာနော်ပေါ်ဖြူကျော်သိန်းဒီပတ်စံယူလားမယူလားသိကြရင်တော့ဖြူကျော်သိန်းခုချိန်မှာသူ့ရဲ့နိုင်ငံမှာသူလက်ရှိနေထိုင်တဲ့နိုင်ငံမှာဘာလို့လုံလဲဆိုတော့အရင်ဆုံးစုံစမ်းကြည့်လိုက်ပါရှင့်သူဘာလို့မှမရှိဘဲနဲ့ထိုင်စားနေနိုင်နေဆိုရင်တော့သိကြပါတယ်သူဒီပတ်စံတွေကနေပဲရတဲ့ဝင်နဲ့ထိုင်စားနေရရှင့်ဘယ်သူမှအလကားလာမသိပါဘူးရှင်သူ့ဘဝကနိုင်ငံခြားရက်သွားတဲ့အခါမှာသူ့ရဲ့ life နဲ့ကိုက်ညီမှုမရှိဘူးလေသူရက်တင်နိုင်ခြင်းမရှိတဲ့အခါမှာသူ့ရဲ့ပုံစံကလည်းပြက်စီးသွားတာလေအာသူ့ကိုသူကြတော့သူကလောက်ရသွားပဲအဲသူကတော့ဒီလိုမျိုးမလုပ်ဘူးဆိုတော့ဘသူ့ကိုရေးတာပါလေကိုကျွန်တော်တို့ကလည်းမသိဘူးရဒါပေမဲ့သူတို့ချင်းချင်းသူတို့ပြန်ပြီးတော့တိတ်ပြောချင်တာဟို future သိဘူးဗျာ future သိက ပွဲရရတဲ့ငွေတွေပေါ့နော်ဒီပြူကြက်ကဒီအာဩစတြေးလျစစ်တနီမှာလုပ်တဲ့ပွဲပေါ့နော်အဲ့ပွဲမှာဖမ်မီဒင်းလုပ်တဲ့အဲ့အငွေတွေယူတယ်အာဒီဆိုးတဲ့တချက်ဆိုတဲ့ယူတယ်ပေါ့အဲ့လိုပုံစံမျိုးတက်ရောက်သွားတာပေါ့သူပြောလိုက်တာအဲ့လိုပြောလိုက်တော့ဒါကတော့အားလုံးထုတ်ပြန်ပြီးသားပါနိုင်ငံတကာနိုင်ငံကိုရောက်ပြီးဆိုရင်အစိုးတော်ဟာဆိုရင်လူကျော်သိန်းအနေနဲ့နိုင်ငံလေးနိုင်ငံမှာဖျော်ဖြေခဲ့တဲ့နေရာမှာလဲဒီနိုင်ငံကိုပဲမဆိုရောက်တဲ့ခါမှာသူနေလုံးဝကိုလက်မှတ်ဖို့မြည်ခဲ့ပါဘူးသူရာတခုပြောရှိပါတယ်ဒါပါလဲဆိုတော့ဖမ်မီတင်မှာရတဲ့ရောက်30ဆို30 25ရောက်ဆို25ရောက်စားကိုယူဖို့အတွက်ဒီဘက်ကနေပြီးတော့ကန်လန်းတဲ့ဘက်ကနေပြီးတော့သူပြန်ပြီးတော့ကန်လန်းလာဖြစ်ပါတယ် ဘူးလဲဆိုတော့သူ့အတွက်ပုံပြီးစင်ပြအောင်ဆိုပြီးတော့ဒါကိုတက်တက်လုပ်ပေးတာဖြစ်ပြီးတော့တန်းတဲ့ဟာတွေအားလုံးတော့ online လို့ထည့်တယ်ဆိုတာကိုလည်းအခုဆိုရင်ဩစတြေးလျကလည်းထုတ်ပြန်ခဲ့သလိုနောက်တဲ့နောက်တဲ့နိုင်ငံတွေကထုတ်ပြန်နေပြီးနောက်ဆုံးဂျပန်လည်းထုတ်ပြန်မှုတွေဒါတွေလုပ်ထားပါတယ်။ဒီစံနဲ့ပတ်သက်ပြီးစင်ပြသွားမယ်လေပေါ်မာတွေကတော့တအားဖိပြီးတော့ပြောနေရနေတာတူပေါ့ဗျ။ဟောလဲဆိုတော့သူတို့မှအဲ့လိုလုပ်နိုင်စမှာမရှိအောင်။ဖြူကျော်သိန်းဘက်ကလည်းပြန်ရှင်းနေဗျ။ဖြူကျော်သိန်းဘက်ကပြန်ရှင်းနေဖြူကျော်သိန်းကိုယ်တိုင်လည်း Facebook ပြန်ရှင်းထားတယ်။ပြန်ရှင်းနေ။အပွဲအမြတ်ငွေ85000ရိုင်းလုံးလေ Sydney Accounting Team ကနေပြီးတော့ ထိမ့်သိမ်းထားပြီးဆက်လက်စီစဉ်စီစဉ်ဆွေးနွေးနေပါတယ်အဲပြည်ပြကော်မတီကနေပြီးတော့ထုံငွေအားလုံးကိုပွဲပြီး၃လအတွင်းအပြည့်ပြစီစီစဉ်ပေးရန်ညွှန်ကြားခဲ့တဲ့အချိန်ဂျွန်လိုက်လအတွင်းအပြည့်ပြရန်ဆောင်ရွက်လက်ရှိပါတယ်အဲ့လေအမြန်25ကိုဖြူဖြူရဲ့ဒေါ်လာရင်းနဲ့ပတ်သက်တဲ့နုပညာ project ကိုပြုလုပ်ရန်အတွက်ပါဝင် support လုပ်လို့ရွေးလှူဒါန်းထားပါတယ်ဖြူဖြူ personal project မဟုတ်ပါတယ်ဖြူဖြူသေးတယ်မဲမဲဖြူဖြူသေးတဲ့နုပညာကြီးမှုကိုမယူပဲဒီဆိုပေးခြင်းဖြစ်တယ်ထိုးထွက်တဲ့ family နဲ့လက်မှတ်များရောင်းအောင်ကိုဖြူဖြူအတွက် personal ပေးရပါတယ်လက်မှတ်အဆောင်30ရောင်းရပါတယ်အမေပရိသတ်ကိုတဲ့ အဲဘရောက်မယ်ပိတက်ကိုလည်းကြိုးတင်အတိပေးအဲဒီအတွက်ဖြည်းဖြည်းကိုတည်တံ့ချင်းမြင်လို့တော့လူသုံးစီသာလာတော့ပါတယ်။အဲဆိုတော့သူဒီဒီဒီဖြောဖြောခွက်ရရတဲ့ပတ်စံသူမယူဘူးပေါ့နော်။သူကသူ family လို့လို့ရတဲ့ပတ်စံသူယူတာဆိုတဲ့သဘောမျိုးဒါပေမဲ့နည်းနည်းပဲဆိုပြောတယ်။သဘောတော့ဗျာသူတို့ချင်း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 ဖြစ်နေတာကဒီတော်လန်ရေးဆိုပြီးတော့ခေါင်းစဉ်တစ်ခုတတ်တယ်။တတ်ပြီးရင်ဖြိုးဘွဲတစ်ခုလုပ်တယ်။နောက်ဘာဘွဲလို့ညာဘွဲလို့အဲ့ဘွဲလုပ်တယ်။ပြီးရင်အဲ့မှာသူတို့ကပတ်စံရတယ် အဲလူတွေကလူငွေလာထည့်တယ်ဝိုင်းပတ်ဆံထည့်ကြတယ်ဝိုင်းထည့်တယ်ထည့်ရလက်မှတ်ရောင်းတယ်လက်မှတ်ရောင်းတယ်လက်မှတ်ဝယ်တယ်အလူငွေထည့်တယ်လူငွေတောင်းရင်လူငွေထည့်တယ်အဲလိုထည့်ကြတယ်ဟိုပြပရောက်မြန်မာတွေရှိအမဩစတြေးလျရောက်မြန်မာတွေဂျပန်ရောက်မြန်မာတွေကိုရီးယားရောက်မြန်မာတွေအမေရိကရောက်မြန်မာတွေဥရောပရောက်မြန်မာတွေတော့စသဖြင့်အဲလိုလူတွေကသူတို့ကသူတို့ရဲ့လောကားကလေးတွေနဲ့သူလာထည့်ရတယ်ထည့်ပါဆိုသူတို့ဒေါ်လာရေးဆိုခေါင်းဆောင်ရောက်လာထည့်အဒေါ်လာလောက်ချတူလို့လာထည့်ရဆိုထည့်တာအဲပစံတွေကမြေမြုံတကယ်ရောက်မရောက်ဆိုတော့သူတို့လည်းမသိဘူးထည့်တော့ထည့်တာပဲငါတို့လှူခဲ့တယ်ပဲဘယ်နာရောက်လဲဆိုတော့မသိဘူးမြေပြင်ရောက်သလားဟိုဘု து ဘု து ဘိုက်ထဲရောက်သွားတယ်လို့ကျွန်တော်တို့မသိဘူးဒါတွေကဘု து ဘိုက်ထဲရောက်လို့မသိနိုင်ဘူးလေဆိုတော့အဲ့ဒါကိုဟိုဖြစ်နေတဲ့ပြဿနာတွေအဲ့ဒါကိုဟိုခုနတက်ဝင်တက်ကိုဖြစ်နေတာ တော်တော်မကြည့်တော့ကြည့်ရမယ်မကော तू မယူလို့ဖြစ်ပေါ့ तू မရလို့ဖြစ်မှာပေါ့ဗျာ तू မရလို့ तू မပေးရလားတော့မသိဘူးအဲ့လိုဖြစ်တယ်ဆိုတော့တခါကြရင်အဲ့ဒီကိစ္စတွေကပြီးပါမှာတကယ်ဖြစ်နေလားဆိုတကယ်ဖြစ်တယ်ပြီးခဲ့တဲ့နှစ်ရက်ပေါ့နော်ပြီးခဲ့တဲ့နှစ်ရက်ပေါ့ပြီးခဲ့တဲ့အေးပေါ့ဟိုတရက်နှစ်ရက်တွေမှာပဲပေါ့အဲ့လိုပြောပြဆိုရက်တော့မပြောတော့တရက်နှစ်တွေမှာပဲကျွန်တော်အဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတိမိတ်ဆွေအကူကြီးတယောက်ကပြောတယ်ရှင်းပြတယ်သူသူကအဲ့ဘက်ဒီမှာချက်ဘက်ဘက်တော့ကျင်လေခဲ့တယ်ဆိုပြပြတယ်ဟိုအစိုးရမောင်းအောင်ပေါ့ဗျာခါတော့မောင်းအောင်ပဲကြည့်လားအစိုးရမောင်းအောင်အစိုးရမောင်းအောင်ယူပဲဥပမာပြီးပြောတာပါသူတို့ဆိုတော့မောင်းအောင်ဟာတဲ့ဆော့ဘိုင်းမှာဒေါ်လာရင်းဆိုပြီးသူတို့ဆိုတယ်အချင်းဆိုတယ်ဆိုတော့သူ့ကိုတဲ့ဟိုဒေါ်လာ1000လောက်ပြီးပြီးတယ်ပေါ့ ဒေါ်လာ1000ဆိုတာဒေါ်လာ1000လောက်ဒီ1000လောက်တူလာပြီးပြီးတော့သူအဲ့တော့ကြည့်တယ်ဘာလို့ပြီးရလဲပေါ့ငါဒေါ်လာကြီးတွေငါငါငါရဲ့အမှုပညာအားနဲ့ငါလာပြီးကူတာဘာလို့ငါ့ကိုပတ်စံဒေါ်လာ1000ပေးရလဲပေါ့သူစဉ်းစားတယ်ပေါ့ပြီးတော့မှသူမယူဘူးသူပြန်ပေးတယ်ဒါပေမဲ့အဲ့မယူလို့ပြန်ပေးလိုက်ရင်မပေးလိုက်ရင်တော့ channel တွေကလည်းအာအာပါတယ်အန်တန်တန်ဖြစ်သွားတယ်ဖြစ်သွားပြီးတော့ channel တွေယူရမယ်မယူရမှဖြစ်တယ်ဆိုတော့တော့သူကဒီလိုမျိုးလာဆိုပြီးလို့ဆိုကဆိုပြီးတော့သူ1000ပေးတယ်ပေါ့ဒေါ်လာကြီးတွေကိုရမုံငွေလုပ်တယ်လက်မှတ်ခါလက်မှတ်ရောင်းဝယ်ငွေရတဲ့ပတ်စံတွေဒေါ်လာ1000လို့ပေးတယ်အဲ့တော့သူယူယူရတယ်ပြန်လုပ်လိုက်တယ်ပေါ့အဲ့လိုပြန်ပေးတယ်ဒါပေမဲ့ သူသဘောတော့တာသူ့တထောင်ပေးရင်ဒီစီစဉ်နေအကောင်ကြီးကြောက်ဘလောက်တော့မဲဘလောက်တော့အိတ်ထက်ထက်ရမလဲဆိုတော့သူစဉ်းစားပြီစဉ်းစားနေတယ်သူမဆိုးတော့ဘူးနောက်ပိုင်းမောင်းအောင်ကဆိုးတော့မောင်းအောင်ကအချင်းအဲ့တော်လေးတော်လေးဆိုကောင်းကြောက်ကတော့မဆိုးတော့ဘူးဆိုပြီးတော့ရှောင်ထွက်သွားတယ်ပေါ့ဗျာအဲ့တော့သူကျွန်တော်ကတော့သူတို့အဲ့ဒီဘွဲ့တွေမှာရှိနေတယ်အဲ့လိုပဲအာ family တွေလုတ်တယ်လို့အာဘာဘွဲ့လုတ်တယ်တော်လန်ကြီးအတွက်ဘယ်မျိုးတိုက်ဖို့ဘာကူဖို့ဘသူ့ကိုမလုပ်ဖို့အာအဲ့လိုဆိုပြီးတော့ပွဲတွေလုတ်တယ်လုတ်ပြီးတော့ရတဲ့ပတ်စံတွေအကုန်လုံးကိုသူကအဲ့မှာဘွဲ့စီစဉ်တဲ့သူတွေကယူတယ်အဲ့မှာဘွဲ့ရဲ့နာမည်ကြီးတွေကိုတောက်ဘလောက်ဘလောက်လိုက်ခေါင်းနေဟိုကျွန်တော်ပေါ်လေးမြိုင်ပေါ်လာလိမ့်မယ်နော်ပန်ဆယ်လိုကြောင်ပေါ်လေးမြိုင်ပေါ်လာလိမ့်မယ်ဆိုတော့ကျွန်တော်တို့က တွတ်လို့ရတယ်တွတ်လို့ရတယ်ဒါပေမဲ့ခက်တာဟိုဘက်ချမ်းကပေါ်တဲ့လူကြီးလည်းပန်ဆယ်လိုကသူ့ရဲ့ follower အားနဲ့အနိုင်ကျင့်တော့ဒေါက်တာလူကပန်ဆယ်လိုကိုမဖိုက်ရဘူးဖိုက်တဲ့လူမှန်းတယ်မှာလည်းပန်ဆယ်လိုနဲ့တွေ့ရင်အကုန်ရှုံးဆိုတော့ဘူးမှမဖိုက်ရတော့ပန်ဆယ်လိုမပြောရကြဘူး NUG တော့မပြောရဘူး NUG တော့ပန်ဆယ်လိုမပြောရဘူးဆိုတော့အဖြေရမှာတယ်တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ရှိတယ် NUG တဲ့ပန်ဆယ်လိုကပို့ပြီးတော့အဲ့ဒီဟိုဘက်ချမ်းမှာဩသာကြီးနေတာတော့တွေ့ရတယ်နော်ဒါတော့ဇလန်မျိုးတွေအားလုံးပဲခဏတာစိတ်ပန်းဖြည့်စေဖို့အတွက်ကျွန်တော်တို့ရဲ့တော်လန်ကြီးညီကိုတွေကတင်ဆက်ထားတဲ့ဇလန်လေးတစ်ပုဒ်ကိုပြန်လည်ဝင်ပြပေးလိုက်ပါတယ်ဒီဇလန်ရဲ့အဓိကကြော်ရွေးကတော့ပါတီမှာနေရပျောက်ပြီးဖွေဖောက်နေတဲ့မိဆန္ဒဆိုပြီးတော့တဏမင်းတကောင်ကို ပြောထားတာဖြစ်ပါတယ်လက်ရှိချိန်မှာကတော့ဆန္ဒမင်းတကောဘောမှာပြီးခွေးတို့ဘောကနေပြီးတော့ပြတ်တော်ဝင်ဖို့ကြိုးစားနေတော့အလုံးသိမှာဖြစ်ပါတယ်ဟေးလက်သမ်းမှာမင်းတို့ဟာငါတို့တွေငါတို့ဟာမင်းတို့တွေကိုဟာလို့သူဟာလို့နဲ့တက်စပေါင်းမိထားတာလာစမ်းမှာဘလို့တွင်လဲဆိုတာကြည်တာဟမ်ပြောတော့ကမိမိသမီးလေးပါရှင်မိမိပါတီလေးကမိမိသမီးလေးစံနာမင်းဟွန်းတော့တွေ့လို့ရတယ်သူစပေါင်း ဘလောက်ရှက်ကိုကောင်းတာလဲကိုကြီးရဟောလာသားမမင်းရှိမှငါပြောအားကောင်းတာအရင်တော့ဟလာဘာမှမရှိတဲ့ပြည်သူကိုလက်နဲ့မရှိဘဲနဲ့စတိုက်ခဲ့တာဘာတူလဲအဲ့ဒါလေငါပြောပါမယ်မင်းမပြောလို့ငါပြောနေတာအခုအဲ့ဒါမင်းကို၎င်းပြောနေတာမဟုတ်သစ္စာပေါက်တွေအကြောင်းပြောလို့သစ္စာပေါက်တွေအကြောင်းပြောလို့ငါတို့ဟိုပါပြည်သူတွေကလက်နဲ့မရှိတော့ရိုးရိုးတတဆန္နာပြတယ်ဆန္နာထုတ်ဖို့တယ်ဟဲ့လားကိုစိတ်ထဲမှာရှိတဲ့ အဲဆန္ဒကိုထုတ်ပေါ်တယ်ဟဟလားပြည်သူအခွင့်အရေးကိုထုတ်ပေါ်တယ်အဲ့ချိန်တုန်းကပြည်သူတွေတက်ခဲ့တာလက်နက်နဲ့မဟုတ်ဘူးအဲ့ဒါတားမရလို့တားမရလို့သူကထိမ့်နေတယ်ကွာထိမ့်နေတဲ့ဟာကိုတားမရလို့လက်နက်နဲ့ချိန်ချလိုက်တာမိုးပေါ်ထောင်ပြစ်လိုက်တာဟောမိုးပေါ်ထောင်ပြစ်တာထောင်ပြစ်လိုက်တာတကယ်လူတွေကြည့်တာတော့ကန်ဆိုးမှသွားရမိုးလိုက်နေတာကြီးစံသူ့ဘာကိုပြုတ်ကြတာတော့သူမသိဟာဒီကောင်ကတော့မျက်လုံးမှာဘောပွေနေပြီဟုတ်ရောတိမ်ပွေတယ်လို့နင်ကဘောပွေနေပြီအေးအဲ့ဒါအဲ့ဒါဘာဖြစ်လဲဘောမှာဒါလည်းဘာပဲပြောပြောအခုအဲ့ဒီလို့ လုတ်ခဲ့တဲ့ဟာကိုဟိုဘယ်လိုပြောရမလဲစတိုက်ခဲ့တာမရှိဘူးတက်မတော်ဥသာစတိုက်ခဲ့တာဒါလည်းဘယ်လိုပဲတက်မတော်တနာစရာလေးဖြစ်နေလားတက်မတော်တနာစရာလေးဟောပန်းလူသွေးဖြစ်နေတာတက်မတော်အေးပေါ့အေးပေါ့ငါမြင်လာလို့အေးတက်မတော်ဟာအေးကတော့ရဲတာပန်းပန်းလူသွေးတက်မတော်တက်မတော်ကြီးဘက်ကနေဖာဖာထီထီနဲ့တက်တက်ခံရပြောခဲ့တာဟောဟုတ်လားဖာဖာထီထီနဲ့ပြောရမယ်ဆိုရင်တော့ဖာစကားပေါ့ကွာ ဖာစကားပေါ့အော်အေးဖပါတေးတေးနဲ့တတ်တက်ခါရဖာစကားပြောတာဘက်ကပြောတာဖာပြီးတော့ဖာစကားဖာပြီးပြောတာဖာစကားပေါ့အော်ဖာစကားဒါကိုလည်းနားလည်ပြီးပါနားလည်ပြီးပါဒါမှကိုလူချင်းနာကိုဘကဖာဖာတေးတေးနဲ့ဒီဖာစကားပြောတဲ့တတ်တက်ခါရပါပြီအဲ့ဒါလေအာပြောပါမယ်အရင်တုန်းကအန်လေဒီရဆိုတော့မင်းကိုသိသိအော်မင်းအုပ်ကြီးရတော့ကွာတို့ကမင်းအဲ့ဒါလေးပြောဖို့ငါ့ကိုထိုင်ဆောင်လေအေးအဲ့တက်ခါရအခုဟိုတို့က စတိုက်တာမရှိဘူးအဲတမ်းတော့တိုက်ခံနေရတာဒါပဲတနာဘူးကောင်းတယ်တော်အေးပါအေးပါနော်မင်းကလည်းပြောတာရှိတယ်လေသူကစစ်ကောင်စီဆိုပြီးသူတို့ဝိုင်းတိုက်နေတာဆိုတော့အေးအဲ့ဒါပဲသူတို့ညောက်ပါညာညာညာနေလားမသိဘူးနော်ဂျူဂျူလားမသိပဲနဲ့အဲ့ဒါတော့ပြမျိုးပါပြပါဦးကွာဘယ်လိုပဲဖြစ် तू ကတော့ငါတို့ဘက်ကတမတော်ကြီးဘက်ကဖာဖာထီးထီးနဲ့ ဖာစကားတော့ဖောက်ပါပြီတို့အဲ့ဒါကိုတော့ကျေးဇူးတင်ရမယ်ငါတို့ကဩဒီဖာစကားပြောတာကိုမင်းတို့ဘောမတွေကကျေးဇူးတင်တယ်နော်မင်းဟိုဟိုအောင်ကြားမိလားသူတို့တိုက်ခံနေရတာဆိုတော့အေးလေမတိုက်ခံအောင်ပြင်ဆင်လေမတိုက်ခံအောင်ဟဲ့ဘယ်နောက်နောက်မရတော့ဟမ်တတ်မလို့လူလေဖြစ်သွားပြီနားလေပညာတက်သွားပြီအားလုံးတိသွားပြီဟုတ်လား ဟာအခုမှဒီကာလမှာဟိုစစ်ကောင်စီပြင်ညာတက်သွားပြီအမြင်နေအဖြေနေလင်းသွားပြီဟာရင်းနေတော့ဘယ်လိုရင်းနေတော့ဟိုမင်းဟိုတော့တက်တော့မှပြောတဲ့ကောင်းလို့သူကနိုင်ငံခြားပတ်စံနဲ့ဟောလာနဲ့ဟုတ်လို့လက်တွေ့တွေလုတ်လိုက်ဟဲ့လားမင်းတက်မတော့ပြင်ဆင်ထားတာညာရှိပါရင်ပြင်ဆင်မင်းကဲရန်ကုန်မြို့တောင်တကုန်ရဲစခန်းတိတိတယ်လေခဏခဏဘုံကျဲခံနေအေး အဲ့ဒီလိုရဲစကန်ခဏခဏဘုံကျဲခဏဘက်သွားလို့နောက်တစ်ခုံဆိုလို့ရှိရင် RPG နဲ့ပြစ်ခံရတဲ့နေရာအေးဟုတ်ကဲ့ကျင်းသေးတယ်အဲ့ဒီလိုနေရာမျိုးအခုနောက်တစ်ခါလာပြီးတော့လာပြီးဘုံကျဲလို့မရဘူးအော် RPG နဲ့လာထုလို့မရဘူးဟုတ်လားကြိုတင်ပြင်ဆင်မှုအားအမြင်တွေလင်းသွားတယ်ဩဘာဘာတွေပြင်ဆင်တာကိုပြောပါခြံသီးကိုပတ်ပတ်လေအေးဘန်ကထောက်လိုက်ခြံသီးကိုကဩခြံသီးကိုဘန်ကဆောက်တာအဲ့ဒါပြင်ဆင်ဘန်ဩဘန်ကလာတိုက်ပြီဩ ချက်စီကိုဘာဘန်သာတွေဘလောက်ထူထူဘလောက်ကောင်းကောင်းပြည်သူကဝဲဖွဲ့တွေကတွဲနေပြီအုံနောက်ရှိငါဘာဘာကြီးကအုံနောက်ရှိသွားပြီအတူတူဒုံးဒုံးနဲ့ကျဲမှာပါအတင်းညံနေလင်းသွားပြီငါဘာဘာကြီးကအုံနောက်ရှိသွားပြီဟဲ့လားမင်းတို့အဲ့ဒါတွေနည်းနည်းနားလေဒီမင်းတို့မင်းတို့ဘာဘာကြီးကဘယ်လိုလဲရိုးရိုးဘန်သာဆောက်တာမဟုတ်ဘယ်လိုပါအဲ့ဘန်သာပေါ်မှာဈေးဒီလေးတည်လဲဖျားပါဖျားဟုတ်ဘန်သာဆောက်နေတာရှင်းနေနော်မင်းတို့လာပြစ်လေလက်ပြစ်ပုံးနဲ့လာပြစ်အဲ့မင်းတို့ drone နဲ့လာကြဲ ဒီကောင်တွေတာသနာနေပြီတာသနာတလောက်ဖျားကိုလာပြီးတော့လက်နဲ့ကြီးနဲ့ဖြိုးပါတယ်ဆိုမင်းတို့သွားပြီဟောဒီမှာမင်းတို့ပင်တဲ့မဘာသာလာတော့မင်းတို့ပင်တဲ့မဘာသာလာတော့မှာဝိဒသူတို့ဟောဒါပဲလာတော့မလို့ပေါက်ကတော့လာတော့မယ်ဒီလောက်ဇေဒီမြင်းသားနဲ့လက်ပြဘုံနဲ့တူတယ်လက်နဲ့ကြီးနဲ့ပြစ်တယ်ဆိုရင်မင်းတို့ပြောခံတယ်ဟောအုတ်ကြီးရဲ့ဟာမြန်မာနိုင်ငံမှာနေလာတာအသက်30ကျော်ပြီအသက်30ကျော်ပြီเนาะဘန်ကာကို ဟိုဖျားကိုစောက်ခိုင်းနေဆိုတခါမကြဘူးပါ။အော်အဲ့ဒါမင်းဘဝုဒ္ဒကိုနေတာ။မင်းတို့အဘမင်းအောင်လည်းလက်ထက်မှာမှကြားဘူးလေ။ဘဝုဒ္ဒကနေတာ။ဟုတ်လား။မင်းကြည့်လိုက်ကရင်ပြည်နယ်တို့ဘာလို့ကြောက်ဘူးလား။ဘာမေးရုံနဲ့မရှိလို့အဲ့ဘန်ကာထဲမှာမြေအပေါက်တွေပါမြေဖောက်တာ။အော်အဲ့ဒါတော့သူများမသိအောင်ပေါ့ကွာ။တနက်ပြောင်းတက်လက်စာမြင်ရတဲ့တက်လက်စာတော့ထိုးထည့်ထားတာပေါ့။အဲ့ရနေဆိုင်မှာပေါ့။မင်းတို့တက်လာကြလေ ဖွဲပြင်မှာမင်းတို့ကျဲကြည့်လေမင်းတို့ဆဲခံပါအော်တော်တော်ကျဲတယ်နော်မင်းတို့ကတိုင်းပြည်နဲ့ဘာသာရေးသာသနာရေးကိုဖျက်တဲ့ကောင်တွေလို့အပြောခံမှာကတော့ပါရဲ့ဗျာသူမင်းဖျားအာဒီစီဒီမှာခွေးကိုထားပနာထားသလိုဖြစ်နေတာပေါ့မတူဘူးဒီစီဒီထဲမှာခွေးရနေမယ်အဲဘန်ကအပေါက်လေးဖောက်ထားမယ်အဲ့ဒါလည်းတော့ချောင်းမယ်အဲ့လိုလားဤသူကလည်းခွေးဘလို့ဖြစ်ဖြစ်ကွာဓာတုသီဓမ္မသီဥလိတသီပရိဘောဂသီထဲမှာအေးခွေးနဲ့ခွေးထားပနာတာတော့မမကြဘူးထားပနာကြီးထည့်ထားသလိုဖြစ်နေမှာဘန်ကဘန်ကဆောက်ထားမယ်အဲ့ဒါကိုဟိုဇေဒီလိုလို ထားမယ်အပေါ်မှာ CD အသေးလေးတင်ထားပြီးတော့ထဲထဲကနေချောင်းပြစ်မယ်ဆိုတော့မင်းကဘာမှလည်းမရှိမင်းအုံနောက်တွေးလေသူ့လိုအုံနောက်မျိုးရှိတာဩကဘာမှမရှိပါဘူးအေးအဲ့ဒါကဘာမသိသေးလို့သိရင်မင်းကလည်းဟိုဘက်တိုင်းမှာလည်းအဲ့တိုင်းမင်းအဲ့တန်ဃာကြီးအပေါ်မှာမင်းဒီလိုလောကတိုင်ထောင်လဲထောင်မှာဟုတ်လားဟိုဘက်ဟိုတို့အလား တိုင်းနဲ့ထားမှာသူသူအကြံဉာဏ်ပေးလိုက်ကြည့်တိုင်းပြည်တိုင်းပြည်လုံးတစ်ကမ္ဘာလုံးအဲ့လိုတွေတောင်လိုက်လို့လုံးပါအော်အလုံးပဲဒီမျိုးဒီမှာတွေ့ရမယ်အကြောင်းအရာတွေကအလုံးဒီတိုင်းပဲကြံဖို့ပါတီရဲ့ခင်ကြီးကတော့ရွေးကောက်ပွဲကိုမထောက်ခံတဲ့ပြည်သူတွေအကုန်လုံးကမင်းအောင်လောင်ထောက်ခံတယ်ဆိုပြီးတော့ဗတရားဆွဆွဲပြောဆိုအင်းကြယူစကားတွေလွတ်နေပြန်ကြီးကတခုတည်းတော့အကောင်းဆုံးထွက်ထွက်ပါပဲနော်ဟို one of the best exists ခေါ်တာပေါ့ကျင်းတည်တဲ့ထွက်ပေါက်တခုကျင်းတည်တဲ့ကောင်တထွက်ပေါက်တခုလို့ပြောရတယ်ပြည်သူပေးတဲ့ message ကတော့ရွေးကောက်ပွဲဟာတိုင်းပြည်တွေမှာလိုတယ် နော်ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ်ဆိုရင်ရွေးကောက်ပွဲမရှိလို့မရဘူး။ရွေးကောက်ပွဲလိုချင်အမေစုနဲ့သမ္မတရေးပြန်လှည့်လိုက်လေ။မင်းတို့ကောဒီမနိုင်လို့အထက်ကိုထည့်ထားပြီးတော့ကောင်နဲ့ပြိုင်နေတော့တုံးမှာကြောက်နေတဲ့ကောင်တွေကဟလာဟလာဟိုဟို without ဟိုပါပဲ peace ပဲအလားတူပဲ peace မရှိရင်လည်းဒီမိုကရေစီလမ်းကြောင်းကိုသွားလို့မရဘူး။ဒီလမ်းကြောင်းသွားလို့မရရင်လည်းရွေးကောက်ပွဲသွားလို့မရဘူး။အဲ့တော့ရွေးကောက်ပွဲဒီနိုင်ငံမှာအရေးကြီးတဲ့ကိစ္စဖြစ်တယ်။ရွေးကောက်ပွဲအောင်မြင်ဖြစ်မှောက်သွားလို့ရှိရင်ပြဿနာတော်တော်များများကြီးခြုံငင်းသွားမယ်လို့ပြောချင်တယ်။ပြုတ်ပြီးမှာပေါ့။ အဲ့လိုအဲ့လိုဂျာကာလာမှာလုပ်တဲ့ပြန်လာဟိုတာမန်ချင်းပို့တဲ့ဂျာကာလာမှာလုပ်တဲ့ရုပ်ကောက်ပဲဖြစ်တယ်ကျွန်တော်ဆက်တော်လုပ်ရလိမ့်မယ်ဒါပြင်ရခိုင်နဲ့ဆိုင်တော့အများကြီးပို့ပြီးတော့ပြန်လာလေးလဲသွားလိမ့်မယ်လို့ထင်တယ်အခုအခုနိုင်ငံတော်မှာတကယ်အဓိကဖြစ်နေတဲ့ပြဿနာနှစ်ခုရှိပေါင်းတဲ့နှစ်ခုပဲရှိတာပေါ့ဟိုတစ်ခုကဟိုလုံလုံချုံချုံဂျမ်ပယ်ပိုစီလိုကြောင့်လူတွေကလုံလုံချုံချုံမရှိကြဘူးလို့ဖြစ်နေကြတာပေါ့ဒုတိယချက်ကဒါနဲ့ဆက်ဆက်တွေ့ပြီးတော့သူတို့ကြောင့်စောင့်နေကြတဲ့တယ်ဒါကမြန်မာနိုင်ငံလက်ရှိဖြစ်နေတဲ့အကြက်တဲ့အဲ့ဒီအကြက်တဲ့ကိုထွက်ရမယ်ထွက်ပေါက်ပေါင်းများစွာတယ်မှာ ခုဒီ yoga ပဲဒီတစ်ခုလေးတော့အကောင့်တို့ထပ်ပါဖြစ်တယ်ဒီလိုပြောနေတယ်ကျွန်တော်ကြောင့်အမြင်ကိုပြောမယ်ဆိုရင်ငင်းငင်းကြီးတစ်ခုရဖို့အတွက်နံပါတ်1ကကာကွယ်နဲ့လုံခြုံရေးခန္ဓာခန္ဓာနာအရေးကြီးတယ်ဒါတော့ကျွန်တော်သေးသေးမပြောတော့ဘူးเนาะဘာလို့ဘာလို့ဘာလို့မပြောတော့ဒုတိယပြည်သူပြည်သူကဒီအကြမ်းဖက်မှုကိုဘယ်လိုကောင်းလဲဟိုမကြိုက်တော့ဘူးစိတ်ကြည့်ပါကစစကြည့်လေကောင်းမရောကောင်းမစားဘူးကောင်းမသွားဘူးကောင်းပညာမပြဘူးဒါတွေကဒီဒီဒုက္ခတွေကနှစ်ပေါင်း80ကျော်ဟိုဖြစ်လာတာပြည်သူတွေကိုယ်တိုင်ကလက်ပခံတော့ဘူးဆိုတဲ့အစားတွေဖြစ်အောင်မီဒီယာတွေလုပ်တယ် ပြည်သူတွေကိုတည်းလက်မခံတာမင်းတို့လက်မခံတာဟုတ်တယ်ကျွန်တော်တို့ပါတီတွေလိုတယ်ဒါလည်းပြောပြမယ်တတိယချက်ကမီဒီယာမီဒီယာလိုတယ်ရောင်းဝယ်ဆက်ဆက်တယ်အင်ဒိုနီးရှားအာချေးမှာဆိုရင်ဆူနာမီဖြစ်ဖြစ်လိုက်တဲ့ခါကျတော့ဒီတိုက်နေတဲ့အင်ဒိုနီးရှားဆူရနဲ့ဟိုတစ်ဖက်ကလက်နက်ကိုင်ဖွဲ့စည်းနေနောက်ဆုံးကျတော့ဟိုအပြစ်ကတ်တွေရပြီးတော့ဒီတန်းနဲ့ထူလိုက်တော့အတူလုပ်ကြတယ်အဲ့လိုအဲ့ချိန်မှာဂျာနမှာဖင်လန်ကဝင်ပြီးတော့စစ်သားရှင်တွေလုပ်ပြီးဖင်လန်တပ်မလာတပ်မလာပြီးဝင်လုပ်ပြလိုက်တယ်လုပ်ပြီးတော့နောက်နောက်ဆုံးမှာဟိုဟယ်လ်ဆင်ကီ ဟိုဆိုတဲ့နာမည်နဲ့ MOU ထုတ်ပြီးညံ့ကြီးလုပ်လိုက်တယ်အဲ့မှာသူတို့အဲအဲ့ဒါကအင်ဒိုနီးရှားမှာလူလူချင်းပြဿနာတက်ကြတာဒီမှာကလူငယ်ကိုယ်ချင်းပြဿနာတက်နေရမင်းတို့ကကိုယ်ချင်းကိုယ်ချင်တဲ့ကိုယ်လိုကောင်တွေနှစ်ပေါင်း900ဆယ်လောက်ကိုယ်လိုချင်းချင်တဲ့ကောင်တွေကိုယ်စီယူမွေးထားတဲ့ကောင်တွေနဲ့ပြဿနာတက်နေရဖြစ်တဲ့အတွက်လူတွေကကိုယ်နေရညှိလို့မရဘူးဖြစ်နေတာလူဘက်ကညှိဖို့ကြိုးစားတဲ့မေစုကမင်းတို့ကိုခွေးမိကောက်ကိုကြီးတော့သွားဆူမိတာဖြစ်တဲ့အတွက်မင်းတို့ခွေးမိကောက်ကြီးတော့ဆိုတိုင်းမပြန်ဖြုတ်တော့လဲပြန်ကောက်ပြီးတော့အခုလူဖြစ်သွားတာဖြစ်တယ်အောက်ကြီးချင်းအဖြစ်တော်လန်လူငယ်တွေအားလုံးကမင်းတို့ခွေးတွေနဲ့တန်းညှိလို့မရဘူးသူတို့လမ်းကိုလက်ရှိမှာရှောင်နေတာဖြစ်တယ်ဒီအားလုံးကိုဆွန့်လို့ပြီးတော့